ကဲကဲမှားတန်းချွေပြီးရင်လဲတွားကြရအောင်ကိုတို့ပြီးခမားပဲစကူးပြီးတော့ကိုမင်းနေကစောအောလိုက်တဲ့ဖြစ်ကျွန်တော်ကလည်းပထမအဦးဆုံးစကူးခဲ့တယ်ဗျကျွန်တော်ကရေကူးကျွမ်းကျင်သူမဟုတ်တော့လဲကျိုးကိုအားပြည့်ရကူးရတဲ့ဖြစ်အခက်အခဲတိတ်မရှိတာဟုကျိုးကိုသာကင်ပြီးတော့မကူးရလဲကျွန်တော်မှာချောင်းရည်စည်းတွေမျောပါသွားမှာတော့အမှန်ပဲဗျအဲဒီလိုနဲ့ကျိုးကိုအားပြည့်ပြီးတော့ကူးလာရကျွန်တော်လည်းချောင်းရည်တစ်ဖက်ကန်းတော့ရောက်ရှိလာခဲ့တယ်ညာရာစာတွတ်ပြီးလာပြီဟဲ့ တပည့်ကျော်ဘိုက်ကလေးတွေပါတယ်နော်ကျွန်တော်တို့အဖွဲ့မှာမြည်သည့်နေနဲ့မဆိုကြားဖြူကြီးဖြတ်ကျော်သွားသည့်ချောင်းကိုဖြတ်ကျော်ကကြားဖြူကြီးရဲ့နောက်ကိုလိုက်ရမည်မှာမလွဲမသွေပဲဖြစ်တော့တယ်ဒါပေမဲ့လည်းစခန်းမှာကြံရစ်ခဲ့တဲ့ဒဏ်ရာရနေတဲ့တန်ခဲနဲ့ဘိုက်ကလေးကိုလည်းဒီအတိုင်းထားခဲ့လို့မဖြစ်တာကြောင့်သူတို့ကိုပြန်ခေါ်ပြီးတော့ချောင်းကိုဖြတ်ဖို့နောက်တစ်ခေါက်ထက်ရောက်လာကြတယ်ဗျရေစီးညံသားတဲ့နေရာကိုရှာပြီးတော့ဖြတ်ကြရင်ကောင်းမယ်နော်ရေစီးညံသားတဲ့နေရာမှာပမာလဲ ဒီချောင်းရိုးတစ်လျှောက်ကိုရှောက်နေရမှာအချိန်မပေးနိုင်ဘူးဟိုဘကူးသွားတဲ့ကြားကမျက်ခြေပြတ်သွားမှဆိုတယ်ဒီတော့ဒီရပဲကူးမယ်ကွာခမ ्या ပြောတာလည်းမှန်ပါတယ်ဒါပေမဲ့ချောင်းရဲ့အကျဉ်းဆုံးနေရာကိုရှာပြီးတော့ကူးကြရင်ပိုကောင်းမယ်နော်ဒီချောင်းကိုဒီနားတစ်ဝိုက်ကလူတွေကလူသားစားချောင်းလို့လည်းခေါ်ကြတယ်ကိုမင်းတင်ဟာဥထော်လိုင်းရဲ့စကားကိုငင်းမနေတော့ဘဲနဲ့အနေငယ်ကျင်းမြောင်းတဲ့နေရာမှာကူးရန်ဆုံးဖြတ်ချက်ချပြီးတော့ထွက်လာခဲ့တော့တယ်အဲ့ဒီလိုနဲ့ ကျွန်တော်တို့အနေငယ်လမ်းလျှောက်ပြီးတဲ့အချိန်မှာတော့ဟိုဘက်ကမ်းမှာရှိတဲ့တစ်ပင်ကြီးရဲ့ဂိုင်းတကန်ဟာဒီဘက်ကမ်းကိုညွန့်ချနေတော့တယ်။တစ်ပင်ကြီးကကြီးလွန်းနေပြခုတ်လဲဖို့ကလည်းမလွယ်တော့ဘူး။ဒါဆိုလေတစ်ကိုင်းတစ်သိမ်းမွားမွားလေးတွေနဲ့တစ်ဖောင်လုပ်ပြီးတော့ကူးကြရင်ရောချောင်းမှာရေစီးတန်ဒီအပြင်ကြောက်ဆောင်များထူတဲ့တစ်ဖြစ်ဤနီကိုလည်းစွန့်လွတ်လိုက်လေတော့တယ်။အဲ့ဒီအချိန်မှာပဲကျွန်တို့တို့အခက်ခဲကိုဖြေရှင်းပေးမဲ့သူဟာပေါ်ပေါက်လာတော့တယ်။ကျိုးတို့ထဲမှာနှုတ်အလွန်နှဲသော ကိုကြော်မင်းမဖြစ်တော့လေဗျဒီလိုလို့ဗျာကျွန်တော်ကျိုးတစ်ချောင်းယူပြီးတော့ဟိုဘက်ကန်းကိုကူးမယ်ပြီးရင်ဟိုဘက်ကန်းကအဲ့ဒီကြီးမားတဲ့တပင်ကြီးမှာကျိုးကိုချီပြီးတော့ဒီဘက်ကိုပြန်ကူးလာမယ်ဗျာကျိုးစားတစ်ဖက်ကိုဒီမှာချီမယ်ဒီလိုဆိုရင်အဲ့ဒီကျိုးကိုအားပြုတ်ပြီးတော့ကျွန်တော်တို့ဒီချောင်းကိုဖြတ်လို့ရပြီဗျကျိုးကိုကင်ပြီးတော့ကူးမှာဆိုတော့ရေစီးတဲ့မျောပါရမှာလည်းမကြောက်ရတော့ဘူးလေမင်းနီးကတော့ကောင်းပါလေကျော်မင်းကဒါပေမဲ့ဒီရေစီးတန်တဲ့ချောင်းကိုမင်းလက်ပြကူးမယ်ဆိုတာကတော့ ို့တေတွင်ကိုတူးတာနဲ့မတူဘူးလားမပူပါနဲ့ဥတုပိယကျုပ်ကတက္ကသိုလ်မှာတော့ရေကူးချန်ပီယံဆိုရခဲ့တဲ့သူပါနော်ရေတီဖြစ်သောရေကူးခံတဲ့တွင် ရေကူးခက်ရခြင်းနဲ့ရေရှင်ဖြစ်သောရေစည်းတန်လာတဲ့ချောင်းထဲတွင်ကူးခက်ရသည်မှာ အနည်းငယ်ရှိလာတော့လေတခြားရွေးချယ်စရာလည်းမရှိတော့ကြောင်းလက်ခံလိုက်ရတော့တယ်မောင်ကျော်မင်းကစကားနဲ့တော့လေရဲရင်တဲ့လူငယ်တယောက်ဖြစ်တယ်ဗျချောင်းကိုဖြတ်ကူးရမှလဲရေစည်းတန်တဲ့နောက်ကိုအတန်ငယ်မျောပါသွားတော့လဲ သူ့ရဲ့ရေကူးကြွန့်ကျင်မှုဇွဲလုံးလာတော့နဲ့ကူးခတ်တော့ကြောင့်တပတ်ကန်းကိုချောချောမွေ့မွေ့နဲ့ရောက်သွားတော့တယ်။သူဟာတပ်ကန်းမှာရှိတဲ့တစ်ပင်ကြီးမှာကျိုးကိုခိုင်မြဲစွာခြေနောင်ပြီးနောက်ကျိုးတစားကိုသူ့ရဲ့ခါမှာခြေကကျွန်ုပ်တို့ဘက်သို့ပြန်ကူးလာခဲ့တယ်ဗျ။ပြီးတဲ့အခါမှာတော့သူ့ရဲ့ခါကကျိုးစားကိုဒီဘက်တစ်ပင်မှာခြေထားလိုက်တော့တယ်။အဲဒီလိုနဲ့ကျွန်တို့မြစ်တစ်ဖက်ကိုကျိုးကိုအားပြူပြီးကူးဖို့အဆင်ပြေသွားတော့တယ်ဗျ။ကျုပ်တို့လူကောင်းတွေဖျက်ကူးဖို့တော့အခက်ခဲမရှိဘူးဗျ။လက်တစ်ဖက်ဒဏ်ရာမပြောက်သေးတဲ့ တန်ခဲကူးဖို့တော့ခက်တယ်။ဒါကြောင့်ဒီကမ်းခြေမှာစခန်းချပြီးတော့မောင်တန်ခဲအဖို့ရအောင်ဘိုက်ကလေးနဲ့နေရစ်ခဲ့။အန္တရာယ်များလာသောကြားဖြူချင်းနောက်ကိုအသက်ဆွန့်လိုက်ရမည်ခရင်နိုင်ဘိုက်ကလေးမပါခြင်းအတွက်ကျွန်ုပ်မှလည်းဝမ်းတာမိနေတော့တယ်။ဒီတော့ရမယ်လမ်းကအန္တရာယ်များတယ်ကွာ။မတော်လို့ပြန်မလာနိုင်ရင်မင်းအမကိုနောက်ဆုံးစကားလေးပါလိုက်ခြင်းနဲ့ငါတို့အိမ်တော်တက်တန်းတစ်ချောင်းမှာငါဘက်ကအမအယွင့်ရှိခဲ့ရင်ခွင့်လွှတ်ဖို့ပေါ့။ ပြီးရင်တော့မုတ်ဆိုးမဘဝနဲ့ကြာကြာမနေဘဲနဲ့တပင်လဲတပင်ထူပေါ့ကွာလောက်ကင်ကျွေးမမဲ့သူရှိရင်နောက်အိမ်တော်ပြူလာလေလို့ငါခွင့်ပြုတယ်လို့ကဲကဲမာတန်းချွေပြီးရင်လဲသွားကြရအောင်ကိုတို့ပြီးခမားပဲစကူးပြီးတော့ကိုမင်းနေကစောအောလိုက်တဲ့ဖြစ်ကျွန်ုပ်ကလည်းပထမအဦးဆုံးစကူးခဲ့တယ်ဗျကျွန်ုပ်ကရေကူးကျွမ်းကျင်သူမဟုတ်တော့လဲကျိုးကိုအားပြု၍ကူရတဲ့ဖြစ်အခက်အခဲတိတ်မရှိလာဘူးကျိုးကိုသာကင်ပြီးတော့မကူရရင်ကျွန်ုပ်မှာ ချောင်းရည်စည်းတွေမျောပါသွားမှာတော့အမှန်ပဲဗျအဲဒီလိုနဲ့ကျိုးကိုအားပြုပြီးတော့ကူလာရကျွန်တော်လည်းချောင်းရည်တစ်ဖက်ကန်းတော့ရောက်ရှိလာခဲ့တယ်ကျွန်တော်ရဲ့နောက်မှာတော့ဦးထော်လန်ဟာလည်းကျိုးကိုအားပြုပြီးတော့ဒီဘက်ချမ်းကိုကူလာခဲ့တယ်လေအဲဒီနောက်မှာတော့ကိုမင်းတင်ကလည်းကျိုးကိုအားပြုပြီးတော့ဒီဘက်ချမ်းကိုကူလာခဲ့တယ်အဲဒီလိုနဲ့ကျွန်တော်တို့သုံးယောက်ကတော့ဒီဘက်ကန်းကိုချောချောမွေ့မွေ့နဲ့ရောက်ရှိသွားကြတယ်နောက်ဆုံးမှကူလာတယ်ကိုကျော်မင်းကတော့ဗျာ ရေစီးကြောင့်လှုပ်ခါနေတဲ့ကြိုးမှာကန်းချီမှာရှိတဲ့ကြောက်စွန်းတစ်ခုနဲ့ပုတ်တိုက်ပါများသဖြင့်ပြက်လွနေနေဖြစ်နေတော့တယ်အဲဒီလိုကျွန်ုပ်တို့အားလုံးတတိမထားမိစင်ပါပဲကိုကျော်မင်းဟာကံကြမ္မာဆိုးနဲ့ကြုံတွေ့ရတော့လေကိုကျော်မင်းဟာချောင်းလေလောက်အရောက်မှာပဲကျိုးစာရုတ်တရက်ပြက်ပြီးတော့ရေစီးတန်လာသောချောင်းထဲသို့ဒလိန်ကောက်ကွေးမျောပါသွားလေတော့လေကျွန်တော်မှလည်းချောင်းကမ်းမတစ်လျှောက်ပြေးလိုက်ပြီးတော့မောင်ကျော်မင်းကိုကဲတင်ရန်ကျိုးစာအထုတ်မိပြုတ်တော့လေကိုမင်းတွေကဟန်တားလိုက်တယ် ကိုပဲဥတုပီးခမရဒီချောင်းထဲကိုဆင်းပြီးသူ့ကိုကယ်နိုင်မှာမဟုတ်ဘူးဗျရှေ့နာမှာရေဒဂွန်တစ်ခုရှိတယ်မကြခင်သူအဲ့ဒီရေဒဂွန်နဲ့ကြာသွားမှာပဲဒါဆိုရင်ကျုပ်တို့ဒီအတိုင်းကြည့်နေရတော့မှာလားကိုမတက်နိုင်တဲ့ကိစ္စကိုအချိန်ကုန်ခံပြီးတော့လုံမနေနဲ့ကျုပ်တို့အခုလောက်ရမယ့်အလောက်ကကြားဖြူချင်းနောက်ကိုလိုက်ဖို့ပဲဗျခမရတို့ကိုကျုပ်ငွေပေးပြီးခေါ်လာတာကလည်းကျော်မင်းကိုလိုက်ဆယ်နေဖို့မဟုတ်ဘူးခမရကတော်တော်အသိနှလုံးမရှိတဲ့လူပဲဗျကျွန်တော်ဤစကားကို ကိုမင်းနဲ့ကဂယုဆိုင်ရမရှိပဲနဲ့တနတ်ကိုထန်းကတိုးတဲ့သူဝင်သွားတော့လေဦးထွန်လန်ကလည်းကိုမင်းနဲ့နောက်မှလိုက်ဝင်သွားလေတော့လေကျွန်တော်မှလည်းချောင်းရိုးတစ်ချောင်းမျောကြည့်လိုက်တော့လေကိုကျော်မင်းရဲ့အရေးအယံဟိုပြင်မတွေ့ရတော့ဘူးဗျဒါကြောင့်တတဘာတစ်ခုကန်တစ်ခုလိုပဲတွေးပြီးတော့ကိုမင်းတရဲ့နောက်ကိုပဲကျွန်တော်လည်းလိုက်ပါလာခဲ့တော့တယ်ဒါကတော့လူသားစားချောင်းကိုဖျက်ကူးခြင်းဆိုတဲ့အပိုင်းလေးပဲဖြစ်ပါလေဗျ နောက်တစ်ပိုင်းမှာလည်းကြားဖြူပူဇော်ခြင်းဆိုတဲ့အပိုင်းနဲ့တင်ဆက်တော့မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ channel လေးကို like and subscribe နဲ့အားပေးခဲ့ပါအောင်ဗျအားပေးတဲ့တယောက်ချင်းစီတိုင်းကိုအထူးအထူးပဲကျေးဇူးတင်ရှိပါတယ်